မြန်မာအစိုးရကအကျဉ်းသား6966ရောက်ကိုလူငင်းချမ်းသာကွင်ပေးလိုက်တဲ့ဇူလိုင်30ရက်နေ့မှာပဲအင်းစိန်အကျဉ်းထောင်ထဲကအမျိုးသား392ယောက်နဲ့အမျိုးသမီး113ယောက်တို့ပြန်လည်လွတ်မြောက်လာပါတယ်။လွတ်မြောက်လာသူတွေထဲမှာနိုင်ငံရေးအကျဉ်းသားဘလောက်ပါသလဲ။နိုင်ငံရေးလှုပ်ရှားတက်ကြွသူဦးခမောင်ကြီးမိချောင်းကန်တပိတ်ခေါင်းဆောင်ဦးစိန်တန်းဘိုင်းမွန်းတက်နေကြတဲ့ကအယ်ဒီတာအဖွဲ့တွေပြန်လည်လွတ်မြောက်လာကြပါတယ်။မြို့နယ်၄ခုကနေ ပုံမှန်18 68တို့နဲ့တရားစွဲခံရလို့ထောင်ကျခဲ့ရတဲ့ဥစိန်တန်းကနိုင်ငံရေးအကျဉ်းသားတွေမရှိဘူးလို့ဦးသိန်းစင်အစိုးရအကြိမ်ကြိမ်ပြောနေတယ်လို့တစ်နဲ့တယံဇာတာတွေကိုခိုးထုတ်တဲ့လူတွေနဲ့ဒဒန်းစားတဲ့တတ်မှတ်ပြီးလွှတ်ပေးလိုက်တာဟာဝမ်းနည်းစရာပါလို့ဆိုပါတယ်နိုင်ငံရေးအကျဉ်းသားတွေမရှိဘူးနိုင်ငံရေးအကျဉ်းသားဟာမြန်မာပြည်မှာဒါပြုတ်ခဲ့ပြီး2013ခုနှစ်ကလည်းတမရမှာနမလွတ်ခဲ့ပြီးပြီလက်ရှိတည်းမရှိတော့ဘူးလို့အချိန်ချင်းပြောနေနေ အခုလက်ရှိနိုင်ငံရေးအခြေအနေရှိပါတယ်ဆိုတော့ဟလာတိုက်ရုပ်ကလည်းတလို့တွေမပြနိုင်တော့ဘဲတလို့ကျွန်တော်တို့ကိုတွတ်တယ်ဆိုတာကလည်းအခုလိုပေါ့နော်မြန်မာဒီတစ်ဒီဟလာတန်စတာတွေထုတ်ချင်တဲ့လူတွေနဲ့တန်စားတဲ့ကျွန်တော်တို့တတ်မှတ်ခံလေးရတော့ကျွန်တော်တို့အာတော့ဝမ်းနေစရာကြီးတွေ့ရတယ်နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့ဖမ်းဆီးခံထားရပြီးလူရက်ကတလားလောက်ပဲလူတော့တဲ့အချိန်လူငင်းခန်းတာခွင့်နဲ့ပြန်လဲလွတ်မြောက်လာသူနိုင်ငံရေးအကျဉ်းသားဥက္ကမောင်ကြီးကအင်းစိန်ဖောင်ထဲမှာအလို့သမားရေလှှရှားသူနဲ့တပိတ်မှောက်ចောင်းသားတွေရှိပြီး သူတို့ကိုပြည်ထရေးဝန်ကြီးဗိုလ်ချုပ်ကြီးကိုကိုရဲ့အမိန့်နဲ့တိုက်ပိတ်ထားတယ်လို့ပြောပါတယ်ကျွန်တော်တို့တွေကလက်ရှိအကြမ်းဖက်တဲ့လူတွေတည်းမဟုတ်ဘူးဟုတ်လားရှိကျွန်တော်တို့ဒီကျင်းတော်ထဲမှာဆိုရင်ဟိုကျောင်းသားတွေအားဆိုဇီယာနေလို့ပါတယ်။နောက်စီတူမောင်လို့ရှိတယ်။ပိုင်မျိုးသူလို့ရှိတယ်။ပိုင်မျိုးသူလို့ရှိတယ်ဒီကျောင်းသားလေးတွေရှိတယ်နော်။လောက်သမားလေးတွေရှိတယ်။အကျွန်တော်တို့အပ်ပစ်ရှိတယ်။ဆရာစုတွေရှိတယ်နော်။အဲ့ပေါ်မှာကျွန်တော်တို့တွေ ကဒီမှုပြည်တယ်မကြဘဲနဲ့ကျွန်တော်တို့ဒီအများကျွတ်တော့ဆောင်ရွက်ပြီးတော့ကြားတဲ့လူတွေပေါ်ကနေဒီတိုင်းမြန်ကြီးဘူကျော်ကိုကိုရဲ့အမိန်နဲ့ကျွန်တော်တို့တိုက်ပိုက်မြန်မာတနိုင်ငံလုံးမှာနိုင်ငံရေးအကျဉ်းသား132ယောက်ရှိပြီးအမှုရင်ဆိုင်နေရသူပေါင်း466ယောက်ရှိတာမို့အခုလူငင်းချမ်းသာကွင်းကနိုင်ငံရေးအကျဉ်းသား30ထက်မပိုတာကြောင့်အမျိုးသားပြန်လည်ရင်ကြားစီရေးအတွက်မေကွန်ထုတ်စီရပါလို့ဥထွန်းကြီးကဆိုပါတယ်ရွေးကောက်ပွဲတွေနီးကပ်လာချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေမဲပေးနိုင်ဖို့အတွက်ချွင်းချက်မရှိလွှတ်ပေးရမယ်လို့သူကတောင်းဆိုခဲ့ပါတယ်ချောင်းတော်ကဆက်ဆက်ကြောက်တယ်။ရုတ်တရက်ကျင်းနေတော့အမောက်အများတယ်လေ။ဒီရက်တခါများတယ်။ဒါပေမဲ့တကယ်တော့ငငယ်ကြီးကျင်းသားတချို့ကြီးလို့ရတာတော့မဖြစ်စေချင်ဘူး။ဘုရားပြန်လဲသူ့မြတ်ရေးကိုဥတည်စေချင်တယ်။နောက်တစ်ခါအပြစ်ကရဲ့ဆေးရလာတာဖြစ်စေချင်တယ်။နောက်တစ်ခါတူချမ်းနေတော့ပြည်ရင်းမြန်ရေးဖြစ်စေချင်တယ်။ နော်အဲ့ဒီအတွက်ကြောင့်မို့လို့တမရအနေနဲ့ဟောဆရာဖွဲ့အနေနဲ့ဟောလွတ်တော်အနေနဲ့ဟောဒီတမရအနေနဲ့ဟောဒီအခွင့်အရေးကိုပေါ့လက်တော်ဆိုမတိုင်ခင်မှာဟုတ်ပြီနော်အမိရစောက်တိုင်ပြီးတော့ဒီအချင်းသားတွေအားလုံးကိုချစ်ချင်မရှိလုပ်ပေးပါနောက်တစ်ချက်ကအမှုတွေကိုအများဆုံးပိတ်သိမ်းမှုကိုဒီနေရာနေပြီးတော့ဘုရားကြီးတို့ကတောင်းဆိုပါဘူး